ကဲအခုလေးဒီမဲ့ AI 1G ကို 3G နဲ့ရှင်းသွားခဲ့ရပါတော့အဲ့တော့ကျွန်တော်နည်းနည်းလေးဒီညမှာ3ပြုံမိတာ AI N7 နေဘာတွေသွားမယ်ဆိုပြီးတော့ပိတ်သက်တွေရောတနိုင်ငံလုံးရောဟိုက်ခဲ့ကြပြီမဲ့တကယ်တကယ် AI က loss down battery တော့မှကောင်းကောင်းမွန်မွန် improve ဖြစ်ဖြစ်မဆိုင်တတ်သေးဘူးလို့ကျွန်တော်မြင်တယ်ဒီညမှာ cluster streamer တွေအကုန်လုံးက messy ကြီးပဲကြုံနေမှားတယ်လို့ပဲတညတညတည်းမှတ်ချက်ပေးကြတယ်ပေါ့နော်တကယ်တကယ်မှားသွားတာ AI esports decision making နဲ့ loss သွားတယ် PA7 ဗျ AI esports ဘက်ကတွေးတဲ့ပုံစံဒီလို 5G goalie နဲ့တာနေပြီဆိုတော့သူတို့အနေနဲ့ messy ရရှေ့ကနေစပယ်တောင်းလိုက်တော့ enemy ရဲ့ position နဲ့အကုန် ုံမြင်သွားတဲ့အခါမှာ PA7 ကလှလင်းမြဲမြဲစပြီးတော့ Edge Mage နဲ့ zoom in လုပ်လိုက်တာ PA7 ရဲ့ Edge ဆောသွားတဲ့အတွက်ကြောင့်လော့ကိုမြဲ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 ဖိုးဆိုင်လိုက်ရတာနေပြီးတော့ဘက်တယ်ဆက်တဲ့ကိုတိတ်ချမချမိတော့ပဲနဲ့လော့လည်းမရဘက်တယ်လည်းကျဖြစ်သွားတာအဲ့ဒီအချိန်ကြီးက AI Esports ဘက်ကပြန်ပြီးတော့ follow ရသေးတယ်3 man အောင်ကြံသေးတယ်ဗျာခဲအဲ့ဒီအချိန်မှာမြန်မာအသင်းအနေနဲ့သတိထားမိမှလည်းမဟုတ်တလို့လက်လွတ်စပယ်လုပ်နေတဲ့အချက်စပြီ AI Esports ဘက်ကနှစ်ယောက်တောင်ကြာသွားလို့ပြန်ပြီးတော့ပြေးနေရပြီခဲအဲ့ဒီအချိန်မှာလီနာအနေနဲ့ဘာကြီးလုပ်နေလဲဆိုတော့ကြည့်ခရီးကိုပြေးရှင်းနေရတွေ့လားအဲ့ဒါအရန်ကြောက်ဖို့ကောင်းတယ် First Tower ကနေနောက်ဆုံးတလုံးထီကို Minion တအုပ်ထဲနဲ့ဘာကာကွယ်မှရှိမ နေဘူး free ဒါရှိုးခွင့်ရမယ်ဆိုလို့ရှိရင်စက္ကန့်40လောက်ပဲကြာတာအဲ့ဒီအချိန်မှာ AI eSport လုပ်နေတာကိုကြည့်မက်ဆီအနေနဲ့ကမလွတ်လွတ်ထားလွတ်သွားတဲ့လူတွေကပြန်ပြီးတော့ဖောက်အောင်မယ်စားဘက်တလီတောင် for show ဝင်ဆိုင်နေလိုက်သေးတာအေးဒီကောင်တွေတော့သွားပြီဒီဘက်ထဲမှာ appreciate လုပ်တင်ဆုံးလူကတော့ Lina ပဲဘာကြောင့်လဲဆိုတော့ Lina အနေနဲ့ Uranet ကိုဖျက်ဖို့လိုက်မလာတော့ပဲနဲ့သူ့အနေနဲ့ Creo တစ်စက္ကန့်မှနောက်မကျစေပဲသွားရှင်းလိုက်တာဒီဘက်တဲ့အတွက်အပြည့်ဖြစ်သွားတာဗျဘာကြောင့်လဲဆိုတော့ first tower ကနေတရုံးထီတက်ရိုက်ဖို့ကစက္ကန့်40ပဲအချင်းရတယ်၄၅ရောက်လောက်ဝိုင်းချိုးမှာထန်းကုန်းကြာစက္ကန့်30ပေါ့ဗျာအဲ့ချိန်တွေမှာ ချင်းချင်းတန်းအောင်မို့ဆိုတာတစ်စက္ကန့်နှစ်စက္ကန့်အစားလုနေရတာဘာကြောင့်လုနေရလဲဆိုလို့ရှိရင်16မိနစ်ပဲတည်းဖြစ်နေလို့ပဲ16မိနစ်မှာတည်တဲ့ကောင်တိုင်းက response time 38စက္ကန့်ဆောင်းရတယ် အဲ့တော့ကျွန်တော်ရှေ့ကပြောတယ်40စက္ကန့်နေဆိုလို့ရှိရင်တိတ်မလို့တော့ဘူး30စက္ကန့်လောက်ပဲဟတော့တာအဲ့တော့လီနာအနေနဲ့ခရီးကိုစပြီးတော့ပြစ်တဲ့အချိန်ကနေစပြီးတော့နောက်ဆုံးတရုံးကြီးကိုချိုးတဲ့အချိန်ကြီး34စက္ကန့်ပဲကြာသွားလို့နောက်ဆိုလို့ရှိရင်မလွယ်ဘူး35စက္ကန့်လောက်ဆိုလို့ရှိရင်နွားကြီးတို့ shift တို့ကထွက်လာပြီအဲ့တော့လီနာအနေနဲ့10စက္ကန့်20စက္ကန့်ထန်ကုန်30စက္ကန့်လောက်တောင်နောက်ကြာသွားမယ်ဆိုလို့ရှိရင် YG အနေနဲ့လှည့်ပြန်သွားမှာချက်ချင်းကမ်းပတ်မရတော့ဘဲနဲ့အဲ့ဒါကြောင့် gain 2မှာလီနာကြောင့် YG ကချက်ချင်းဆိုဆိုလို့ပဲ AI esport ကို instant ကမ်းပတ်နဲ့နိုင်သွားတာအဲ့ဒါကြောင့်လီနာကိုကျေးဇူးတင်ကြအဲ့တော့တကယ်တော့ဒီ video ကမန က်ကလေးကတင်ရမှာပေါ့နော်ညမှာတင်လိုက်တယ်ဆိုတော့ကျွန်တော်အချိန်လွဲနေရတော့မဟုတ်ဘူးပေါ့နော် line နဲ့လည်းမကောင်းလို့ကျွန်တော်ညမှာတင်လိုက်ရခြင်းပဲဖြစ်ပါတယ်အဲ့တော့အဲ့တော့ဒီဗီဒီယိုမှာဆိုလို့ရှိရင်ကျွန်တော်တို့ log control နဲ့ minion control အကြောင်းပါသွားတယ်အဲ့တော့ဒီဗီဒီယိုကြည့်ပြီးတော့ AI export ဘက်ကနေတာပြန်ပြီးတော့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်တော့တင်ကန်းစာတစ်ခုရနိုင်တယ်အဲ့ဒီတင်ကန်းစာဘာဖြစ်မလဲဆိုတော့ comment ထဲမှာဝင်ပြီးတော့ရေးခဲ့ကြတယောက်နဲ့တယောက်အမြင်ပလဲဆိုလို့လည်းဖြစ်တယ်ပြီးတော့ကျွန်တော်စိတ်ထဲမှာတွေးထားတဲ့တင်ကန်းစာတစ်ခုရှိတယ်ပေါ့နော်အဲ့ဒီတင်ကန်းစာအနည်းဆုံးတူရဲ့လူကိုကျွန်တော်အနေနဲ့ weekly ဘက်တစ်ပတ်ကိုလက်ဆောင်ပေးသွားပါမယ်တူရဲ့လူမရှိဘူးဆိုလို့ရှိ င်လဲကျွန်တော်မဲပေါက်ပြီးတော့နောက်ဗီဒီယိုမှာကြီးညာပေးသွားပါမယ်အဲ့တော့မမ်မိုကတော့ဘရာသာတို့တောင်းဝင်မှာမဲပေါက်ပြီးတော့ကျွန်တော်တောင်းဝင်မှာเนาะအဲ့တော့ let's go guys အခုလိုမျိုးပေးထိုးတွေကြောင့်တည်သွားပြီဆိုတော့ကျွန်တော်အနေနဲ့ဒီလိုမျိုးဖေးအကောင့်လေးတွေကိုကျွန်တော် channel မှာ channel DG Telegram အကောင့်မှာရောင်းချပေးနေပါတယ်။ Mega account တွေပြင် Wallet အကောင့်တွေအကောင့်တွေအကောင့်ကြီးအကုန် RCDI အကောင့်စိတ်ချရတဲ့အကောင့်တွေကိုဝယ်ယူနေညီကိုနေနေကျွန်တော်ရဲ့ buy ကို TikTok account buy က Telegram link မှာ live ဝယ်ယူမိမျက်ဆောင်စမ်းလို့ရပါတယ်။ဒါမှမဟုတ်ဖုန်းနံပါတ်ဖြစ်တဲ့ Viber နံပါတ်3996623 6363မှာလည်းဆက်သွယ်ဝယ်ယူမိမျက်ဆောင်စမ်းနိုင်ပါတယ်။အားလုံးကြည့်ကြည့်ပါရစေ။